လေးများပွင့်တော့ဖူးတာဝင့်လို့ချီတယ်နေကြီးမှာရွှေကြီးတော့ငါတို့စာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဖော်ရီမှာသွေးဆွနေတဲ့အဝတ်တွေသွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတုံးပဲကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တပယ်ရဲမြို့နယ်အိုးထိန်တွင်းကျေးရွာမှာမနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစားသင်းနေတဲ့ကလေးတွေတဲကအ ਨੇ ဆုံး10ယောက်တည်ဆုံး။ဆရာဆရာမဥရလည်း2ယောက်တည်ဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တည်းကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ။စားသင်းနေမတက်မှာပို့ပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာ။ ကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအညှိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတုံ့တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလုတ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာရောအုံနောက်ထဲမှာအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီလက်ဆံမှုရုံမှမှု အောက်တန်းကြမှုတွေအားလုံးကကလေးတွေရဲ့စိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားတယ်နိုင်ငံတကာကကိုညီတိုင်းတဲ့လူတွေရော ျမတို့ကလေးတွေဘလောက်ထိတင်မဘလောက်ထိစောက်ချုံမအတန်ထွက်ပြီးပြောပြကြမှာလေအားလုံးနားတွေမကြားကြတော့ဘူးလားကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Save our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါလူအခွင့်ရေးလူအခွင့်ရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာတင်ကြောင်းနဲ့ပြည့်စည်အဲ့ဒါကတော့အလုပ်လူအခွင့်ရေးကိုထုတ်ဖောက်တာမဟုတ်ဘူးလားကျမတို့မကူဘူးတင်းထားမယ်ဘာဖြစ်လို့မကူရလဲ ကျမတို့ရှစ်ဆက်လို့ရမယ်အလုပ်တွေအများကြီးရှိတယ်။ဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူး။ဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်း။ဒီပြမှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားရေးမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့ သူတို့ကလည်းထတ်တူထတ်မြခံစားပါစေလို့ကျမကတော့ကြိတ်ဆူလိုက်တယ်ကျမပြုတ်သည်များကုတော်ရဲ့အားလုံးကိုတိုင်ကြပြီးကြိတ်ဆူလိုက်တယ်ထတ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လှန်ရေးမအောင်မချေဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးသတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြဆုံးဖို့အတွက်ကျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်မချေတို့တာပါရှင်သတိကမှတ်သားမှာ အထဲတဲကတဲ့ခုံတွေက အလောင်းတွေကိုကောက်တဲ့အခါကျတော့ထုတ်ရတာမလွယ်လို့ဆိုပြီးခုံတွေအကုန်လုံးအပြင်ကိုထုတ်လိုက်တာအေးချမ်းချမ်းစာတင်နေတဲ့အနေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့သူတို့ဘယ်ထင်ကြမှာလဲ တွေးစွန်းနေတဲ့ဖက်နှက်ကလေးရေလက်တန်းလေးရေခေါင်းကဥကုန်လေးရေဒါဥကုန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါတော့ချင်းကကစခိုင်းငလျင်ပေးကြဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအပိတ်ကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာရောက်နေရင်းနဲ့အပြန်ခရီးကိုသွားနေတော့မှဒီသတင်းကြားလို့ဒီကိုအမြန်ဝင်ပြီးတော့ပြေးလာခဲ့တာနော် စကောင်စီဘက်ကပြောတယ်လို့ကိုဟာရှိတယ်ထားရှိတယ်ဘာမှမရှိဘူးလုံးဝကလေးသူငယ်တည်တတ်စာတင်နေတဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့အတွက်တရားမျှတမှုကိုရအောင်လို့တန်တိုင်းမှာဝိုင်းဝန်းပြီးတော့အသံထွက်ပေးကြပါမယ်မြစ်တိုင်းကခံပါလိမ့်ရှင့် စာတင်ကြောင်းမှာမိတိလက်နက်ကင်များမရှိဟုဆီယာမဒေါ်ရတီအုံပြောစစ်ကောင်စီဘက်ကပြောနေတယ်လို့ယနေ့လေကြောင်းပုံကျဲသွားသည့်အိုထိန်တွင်ကြေးရွာစာတင်ကြောင်းတွင်မိတိလက်နက်ကင်များမရှိကလေးငယ်များစာတင်နေကြခြင်းဖြစ်သည့်အတွက်ကျောင်းသူကျောင်းသား20ဦးနှင့်ဆီယာမနှစ်တို့တေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကလေးခရိုင်တမွေးပညာကော်မတီတာဝန်ခံ CDMN ကတိကဆရာမဒေါ်ရတီအောင်ကပြောသည်နိုင်ငံတကာကကူညီနိုင်တဲ့သူတွေကကျမတို့ကလေးတွေဘလောက်ထိတည်မှာဘလောက်ထိဆုံးရှုံးမှထွက်ပြီးပြောပေးကြမှာလဲအားလုံးသားတွေမကြားကြတော့ဘူးလားကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Safe for children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါအောင်လူအခွင့်ရေးလူအခွင့်ရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတည်ကြည်တယ်စာတင်ကြောင်းတွေပျက်စီးတယ်အဲ့ဒါကတော့ လူအခွင့်အရေးချိုးဖောက်တာမဟုတ်ဘူးလားဟုဆီယာမဒေါ်ရတီအုံးကပြောသည်